ဓာတ်ဆီဆေးစတိုက်သက်ဒီဇယ်ဆေးပါပြန်သက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဓာတ်ဆီဆေးတွေသုံးပတ်ဆက်တိုက်တက်ပြီးတလားကျော်ကြာကြာစင်ခဲ့တဲ့ဒီဇယ်ဆေးတွေလည်းအခုတစ်ပတ်မှအနည်းငယ်ပြန်လည်မြင့်တက်လာသေးလို့73ဆီတင်သွင်းတိုးလောင်းပြန်ပြိုးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကတည်ရပါတယ် ပြီးခဲ့တဲ့နှစ်ပတ်ကတလီတာကို15ချက်ဝင်းကျင်အထိမြင့်တက်ခဲ့တဲ့92နဲ့95တက်စီစိနှုံးတွေဟာ အခုအပတ်မှာတော့50ချက်ကနေ60ချက်အထိထပ်မံပြန်လည်မြင့်တက်လာပါထဲ။ဒီစေစေဟာ6ပတ်အတွင်းမှာတလီတာကို240ချက်ကနေ305ချက်အထိကျဆင်းခဲ့ပြီးအခုတစ်ပတ်မှာတော့တလီတာကို30ချက်စီနဲ့ပြန်လည်မြင့်တက်ခဲ့ပါသေး။ ကဘာရှိနန်အစိမ့်စိနှုံထွေကားထော်ယမန်နေ့ကတစီကို63တရမ53ညာအထိရှိနေပြီးတပတ်တာထွင်5ဒေါ်လာကျော်ဝင်းချင်အထိဈေးကျဆင်းလာတယ်လို့သိရပါတယ်။ပြည်တွင်းနိုင်ငံเจ้าငွေလဲနှုံအနေနဲ့ဒီကနေ့မှအမေရိကန်ဒေါ်လာကို4450ကျပ်အထိရှိနေပြီးတပတ်တာထွင်ဒေါ်လာကို20ကျပ်ဝင်းချင်အထိပြန်လည်မြင့်တက်လာပါတယ်။ 73စီစေးကွက်ထဲမှာတော့လျှက်စစ်မီလာချိန်များလာပင်မဲ့ငလင်ဘေးရလူသွားရောက်မှုများပြားထားတချမ်းရုံပိတ်ရကာလခရီးသွားများပြားထားကြောင့်အယောင်းဝယ်ကောင်းနေတယ်လို့ဆိုပါတယ် ပြည်ရင်း73စီထွေရဲ့အခုတပတ်ရည်ညွှန်းဈေးတွေကတော့92တလီတာကို3050ကျပ်95တလီတာကို3130ကျပ်ဒီဇယ်စီတလီတာကို2590ကျပ်ပရီမီယံဒီဇယ်စီတလီတာကို3200ကျပ်အထိဈေးနှုန်းအသီးသီးရှိနေတယ်လို့သိရပါတယ်ရှင်။